်မင်္ဂလာပါရှင်ခုချိန်အားစပြီးနောက်ဆုံးရရှိထားတဲ့ပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာနိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေးလာသူတွေအနေနဲ့မဲယုံတဲ့အထိဝင်ရောက်ပြီးလေးလာနိုင်မှာဖြစ်တယ်လို့ပြည်အောင်စုရွေးကောက်ပွဲကော်မရှင်ကနေသိရပါတယ်ပြည်အောင်စုရွေးကောက်ပွဲကော်မရှင်ကနိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေးလာသူတွေဟာ လှုပ်ဝက်ဆန္ဒမဲပေးရတဲ့မဲယုံအဖွဲ့ရဲ့ဝတ္တရားတွေကိုမထိခိုက်စေပဲမဲယုံအတွင်ဝင်ရောက်လေ့လာနိုင်မှုအတွက်ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတပ်တွေကံကပ်ပြားတွေထုတ်ပေးသွားမယ်လို့ဆိုပါတယ်။ နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေအတွက်ပြည်အောင်စုရွေးကောက်ပွဲကော်မရှင်ကအစီအစဉ်၂ရက်ဆောင်ရွက်ထားပြီးပထမအစီအစဉ်ကအာဆီယံဒေသတွင်းနိုင်ငံတွေအပါအဝင်နိုင်ငံတွေနဲ့အဖွဲ့အစည်းတွေကိုနိုင်ငံသားရေးဝန်ကြီးဌာနကတဆင့်ဖိတ်ကြားထားပြီးလာရောက်မဲ့ပုဂ္ဂိုလ်တွေကပြည်အောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့အစီအစဉ်နဲ့ရွေးကောက်ပွဲကိုလွတ်လပ်စွာစောင့်ကြည့်လေ့လာကြမှာဖြစ်တယ်လို့သိရပါဗျာ။ ဒုတိယအစီအစဉ်ကတော့မြန်မာနိုင်ငံနဲ့တန်ဆက်သွယ်ပြုထားတဲ့နိုင်ငံတွေကတန်ယုံတွေနဲ့အဖွဲ့အစည်းတွေကတန်တမန်တွေကိုလည်းရွေးကောက်ပွဲမှာစောင့်ကြည့်လေ့လာနိုင်မှုနိုင်ငံသားရေးဝင်ကြီးဌာနကတဆင့်ဖိတ်ကြားထားပြီးတန်တမန်တွေအနေနဲ့ပြည်ထရေးဝင်ကြီးဌာနနဲ့လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝင်ကြီးဌာနတို့ကလုံခြုံရေးအရတားမြစ်ထားတဲ့ဒေသတွေကလွှဲပြီးရွေးကောက်ပွဲအပိုင်း၃ပိုင်းစလုံးမှာလေ့လာနိုင်တယ်လို့ဆိုပါတယ်။ လာရောက်လေးလာကြမဲ့အမြင့်စင်းတွေကိုလည်းတက်ဆိုင်ရနိုင်ငံတွေကနိုင်ငံသားရေးဝင်ကြီးဌာနကတဆင်ပြည်အောင်စုရွေးကောက်ပွဲကော်မရှင်ကိုပေးပို့နေပြီးလေးလာသူတွေလာရောက်မဲ့အခြေအနေကိုလည်းထုတ်ပြန်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်ရှင်။ န်လေးတိုင်းဒေသကြီးညာဦးမြို့နယ်ပကံရှီဟောင်းယဉ်ကျေးမှုနယ်မြေမှာ Randafu Pagan Temple Run 2025 Marathon အပြေးပြိုင်ပွဲကိုနိုဝင်ဘာလ15ရက်နေ့ကကျင်းပခဲ့ရာပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်သူတွေများပြားခဲ့လို့ပြိုင်ပွဲစီစဉ်သူထံမှသိရပါဗျ။ Marathon အပြေးပြိုင်ပွဲကိုပြိုင်ပွဲအမျိုးအစား၃မြို့နဲ့ကျင်းပခဲ့တာပါ။ပြိုင်ပွဲဝင်ရောက်ရှင်ပြိုင်ခဲ့ကြသူတွေကတော့10ကီလိုမီတာတန်းကိုအမျိုးသားအမျိုးသမီး431ယောက် 21ကီလိုမီတာအတန်းကိုအမျိုးသားအမျိုးသမီး460နဲ့52ကီလိုမီတာအတန်းကိုအမျိုးသားအမျိုးသမီး130စုစုပေါင်း982ယောက်ဝင်ရောက် ရှင်ပြိုင်ခဲ့တာဖြစ်ပါတယ်။ဒီပြိုင်ပွဲကို2023ခုနှစ်ကစတင်ကျင်းပခဲ့တာဖြစ်ပြီးအခုနှစ်ကတတိယအကြိမ်ဖြစ်ပါတယ်။အခုနှစ်ပြိုင်ပွဲကိုအရင်နှစ်တွေကထက်ဝင်ရောက်ရှင်ပြိုင်သူများပြားခဲ့တယ်လို့ Runner for Bagan Temple Run 2025 Marathon အပြေးပြိုင်ပွဲကိုစီစဉ်တဲ့ GoToTo ကအခုလိုပြောပါရယ်။ ဟောကျွန်တော်တို့ကတော့အဲပွဲချင်းမှာတော့အဓိကတော့ကျွန်တော်ဒီနေမြေဒေတာဟောပါတော့ကျွန်တော်ဖွံ့ဖြိုးတို့ဖွံ့ဖြိုးဖို့ပါပဲခင်ဗျာကျွန်တော်တို့ဒီပကံကြောင်ဥမာဆိုရင်ဒီဧည့်သည်တွေဒီဒီလိုရန်လာတွေလာတဲ့အတွက်ဧည့်သည်ကျွန်တော်တို့ထောင်ကျော်လောက်လာပါတယ်ခင်ဗျာအဲ့ဒီဒေတာကန်ဒီဖွံ့ဖြိုးရထုတ်တဲ့အဲ့အဲ့အဲ့လိုစံနာလေးနဲ့ပဲကျွန်တော်လောက်တာပါခင်ဗျာဟုတ်ကဲ့ကျွန်တော်ဒီနေ့ကောဆိုအန်တာ၃မြင်းတော့၃မြင်းမြောက်လောက်တာပါခင်ဗျာ၂၀23လောက်ဆိုရင်ကျွန်တော်တို့လူကြီးမှာဟောတရာကျော်လေးလောက်ပဲရှိရ ကျွန်တော်ဟို2024မှာကျတော့ကျွန်တော်ဟာလူကြီး400ကျော်900လောက်ဖြစ်လာပြီဟိုဒီနေ့ဆိုရင်ကျွန်တော်900ကျော်လာပါပြီခင်ဗျာကျွန်တော်တို့ပကံမှာကျတော့ဟိုဖျားလဲဖူးရင်းနဲ့ပကံဒီသားမှာကျွန်တော်ဖျားတွေဂျာထဲမှာကြီးရတဲ့အရာသာလေးပေါ့အခုအဲ့မှာပုံနေထဲမှာဆိုရင်လည်းဒီဘောလူတက်သွားတဲ့အချိန်မျိုးတပုံရရတာတွေဖျားယူဖျားကြားတွေမှာရှူရင်းလေးတွေကမနဲ့ကိုအဲနည်းနည်းအေးစားပြီးတဲ့အချိန်ကြီးတော်တော်လေးတဲ့ဟိုပါဖြစ်ပါတယ်ခင်ဗျာ ပြန်ပွဲကိုဝင်ရောက်ရှင်ပြိုင်ခဲ့ကြသူတွေဟာဗကံကိုလာရောက်ကြတဲ့ခီးသွွားဧည့်သည်တွေအပြင်ရန်ကုန်မန္တလေးတောင်ကြီးအစားရှိတဲ့အနေနဲ့ရရကသူတွေလည်းပါဝင်ရှင်ပြိုင်ခဲ့ကြတာဖြစ်တယ်လို့ဆိုပါရယ်ပြန်ပွဲကိုဗကံမျိုးရှိတောင်ပီကြီးရွာအာနန္ဒာဖျားကြီးတောင်ပန်းမှုကွင်းပြင်ကနေတာထွက်တာဝင်သတ်မှတ်ပြီးရှင်ပြိုင်ခဲ့ကြတာပါပြိုင်ပွဲမှာဆူရရှိသူတွေကိုစုကြည့်အဖြစ်30ကီလိုမီတာတန်းမှာပထမဆု9သိန်းဒုတိယဆု3သိန်းတတိယဆု2သိန်း 21ကီလိုမီတာတက်မှာပထမဆု9သိန်းဒုတိယဆု9သိန်းတတိယဆု3သိန်းနဲ့42ကီလိုမီတာတက်မှာပထမဆု10သိန်းဒုတိယဆု9သိန်းတတိယဆု9သိန်းချိမြင့်ပေးခဲ့တယ်လို့သိရပါတယ်ရှင်။ One Championship အဖွဲ့ဟာနိုဝင်ဘာလ16ရက်နေ့နံနက်ပိုင်းကဂျပန်နိုင်ငံမှာကျင်းပတဲ့1 173ပြိုင်ပွဲမှာ MMA ကစားသမားဘွားကအနားယူတော့မဲ့မြန်မာဖိုက်တာအောင်လအန်ဆန်းကို Horror Fame ဆုချီးမြှင့်လိုက်ပါတယ်။အလားအစားဟာ one championship အဖွဲ့အစည်းရဲ့ဝိတ်တန်းနှစ်ခုကမ္ဘာချန်ပီယံအဖြစ်ရပ်တည်နိုင်ခဲ့သလိုကစားသမားဘဝဖြတ်သန်းမှုနဲ့ကနဝင်စံပြူထိုက်သူအဖြစ်သတ်မှတ်ခံရပြီး Horror Vein စုကိုချီးမြှင့်ခံရတာဖြစ်ပါတယ်။အလားအစားဟာ2005ခုနှစ်မှာ MMA လောကကိုစတင်ဝင်ရောက်ခဲ့ပြီး one championship အဖွဲ့အစည်းနဲ့2014ခုနှစ်ကစတင်လက်တွဲခဲ့တာဖြစ်ပါတယ်။ကစားသမားဘဝစုစုပေါင်း48ပွဲထိုးသက်ခဲ့ရာ 32ပွဲနိုင်15ပွဲရှုံးနေခဲ့ပြီးတပွဲကအနိုင်အရှုံးသတ်မှတ်ခဲ့တာမရှိဘူးလို့သိရပါတယ်အလာအန်ဆန်ဟာ middle weight တန်းနဲ့ light heavy weight တန်းကမ္ဘာချန်ပီယံအဖြစ်ကာလအတန်ကြာရပ်တည်နိုင်ခဲ့ပြီး World MMA Award ဆုအဖြစ်2018ခုနှစ်အတွက် International Fighter of the Year ဆုရယူနိုင်ခဲ့တာဖြစ်ပါတယ်။ အာလာအန်ဆန်ရဲ့ကစားသမားဘဝနောက်ဆုံးပွဲအဖြစ်အော်တိုဘာလ၄ရက်နေ့ကဆွီဒင်နိုင်ငံသားကိစ္စတန်နဲ့ရှင်ပြိုင်ထိုးသက်ခဲ့ရာဒုတိယအချီမှာအလဲထိုးအနိုင်ရခဲ့ပြီးကစားသမားဘဝနောက်ဆုံးပွဲကိုအနိုင်နဲ့အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။ One Championship အဖွဲ့အစည်းကပေးတဲ့ Horror Fan Season မှာကစားသမားအနှဲငယ်သာထည့်သွင်းဂုဏ်ပြုတာကိုခံခဲ့ရပြီးအဲ့ဒီထဲမှာအောင်လာအန်ဆန်ကတော့တတိယမြောက်ဂုဏ်ပြုခံရသူဖြစ်ပါတယ်ရှင်။